ဘယ်လုတ်ဖယ်လုတ်လို့အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူး။ဒါအလုတ်လုတ်ဖူးတဲ့ပုံကိုယ်တိုင်သိရနော်။ဘယ်ကိစ္စပဲလုတ်လုတ်အဖူးအထစ်အခဲအခဲဆိုတာကြော်ရတာကြီးပဲအကုန်။အဲ့ဒီလိုအခဲအခဲတွေကြော်ဖို့ရတဲ့ဘာလို့ဘာလို့တော့ဆိုစိတ်ထက်ချန့်ခိုင်မို့။မြတ်စွာဘုရားအမတန်မထောင်းစီအောင်ဟောထားတာ။တခုအောင်မြင်ကြီးပွားခြင်းစန္ဒရှိရ။ရှိတဲ့အတိုင်းစူးစမ်းရမယ်။ ခက်ခဲတွေ့လာလို့ရှင်စိတ်ဓာတ်ကြံ့ခိုင်ရမယ်လေဟောနော်စင်္ဃာဆက်ကတစ်ခုနဲ့တစ်ခုအမှတ်တမဲ့ခေါ်တာတော့မဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမန္တဝိမန္တဆိုတာဒီကိစ္စပဲဖြစ်ဖြစ်စဉ်းစားဉာဏ်လို့ခေါ်တယ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ် तू อ่ะနော်စဉ်းစားဉာဏ်နဲ့လုတ်တဲ့အရာတခုဟာအမှားမရှိဘူးပေါ့ ဒါကြောင့်မို့ဒီ၄ခုပေါင်းလိုက်တဲ့အခါမှာဆန္ဒရှိတဲ့နောက်ကကြိုးစားမှုလိုက်တယ်စိတ်ဓာတ်ချန့်ခိုင်တယ်လှုပ်သမျှဟောအဋ္ဌဉဏ်နဲ့ဥဆောင်ပြီးတော့လှုပ်တယ်လို့ဆိုတဲ့အခါဘယ်မှလည်းမအောင်မြင်ပဲရှိဘူးလေ